ားနိုင်ငံမဲဆောက်မြို့မှာကျင်းပပြုလုပ်တဲ့ဂီတဖျော်ဖြေပွဲစဉ်မှာနောနော်နဲ့မီလာတန်စင်ဖျော်ဖြေနေစဉ်အတူရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးကမ်ပိန်းများပြုလုပ်မင်္ဂလာပါပရိသတ်ကြီးရှင်ထိုင်းနိုင်ငံမဲဆောင်မြို့ရှိမြို့နယ်အုပ်ချုပ်ရေးယုံ M4 အတွင်းမှာကျင်းပပြုလုပ်ခဲ့တဲ့ပွဲတော်တစ်ခုမှာမြမဆူတော်တွေဖြစ်ကြတဲ့အဆူတော်နောင်းတော်နဲ့မေလာတန်စင်တို့တချင်းတီဆိုဖျော်ဖြေနေစဉ်အတွင်း Colorful PC Team ကအတူအရောင်ရေးကောက်ပွဲစမ်းချင်ရေးကမ်ပိန်းတစ်ခုပြုလုပ်ခဲ့ကြပါသေးတယ်။ မဲဆောက်မြို့အန်ဖိုရုံးဝင်းရဲ့အတွင်းမှာရိုးရပွဲတော်ကိုဒီဇင်ဘာလ6ရက်နေ့နဲ့9ရက်2ရက်ဆက်တိုက်ကျင်းပခဲ့တာဖြစ်ပါတယ်။အဆိုပါပွဲမှာတော့မကြခင်မှာကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲရဲ့အတွက်မဲထည့်ရန်လှုံ့ဆော်မှုများပြုလုပ်ခဲ့သူများအဖြစ်လူသိများတဲ့အဆိုတော်တွေဖြစ်ကြသောနော်နော်အိတ်ချစ်နဲ့မေလာတန်စင်တို့လာရောက်ဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။ Colorful PC Team ဟာပွဲတော်ရဲ့နောက်ဆုံးညဖြစ်တဲ့ဒီဇင်ဘာလ9ရက်နေ့ညပိုင်းနွန်းတော်နယ်မေလာတန်စင်တို့ဖျော်ဖြေနေချိန်မှာအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးလှုပ်ရှားမှုကိုလှုပ်ဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ အဆိုပါ Colorful PC တင်းမှာလက်ရှိအကြမ်းဖက်အာဏာရှင်စန့်ကျင်ရေး CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အစိုးရဝန်ထမ်းများ၊ចောင်းသားចောင်းသူများနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူများပါဝင်တယ်လို့လည်းအဖွဲ့ဝင်တအူးကပြောကြားခဲ့ပါတယ်။ဒီဇင်မာလာ6ရက်နေ့နဲ့9ရက်နေ့ညသာကျင်းပပြုလုပ်ခဲ့တဲ့ဖြောပြပွဲမှာလာရောက်ကြည့်ရှုသူနေပါခဲ့တယ်လို့လည်းဒေသခံတွေရဲ့ပြောပြချက်အရသိရှိရပါတယ်။ အင်းချစ်မေလာတန်စင်နောနော်နဲ့ဝေလာတို့လာရောက်ဖျော်ဖြေဖို့ဖိတ်ကြားလှုပ်ဆောင်ခဲ့တဲ့မဲဆောက်ကဖျော်ဖြေပွဲကိုထိုင်းနိုင်ငံရောက်မြန်မာများကဝိုင်းဝန်းပွိုင်းကော့လုပ်ခဲ့ပြီးတပိတ်မောက်ခဲ့ကြတာကြောင့်လှုပ်ဆောင်ချက်ကတော်တော်လေးကိုထိရောက်ခဲ့တယ်လို့လည်းသိရပါတယ်ထိုင်းဘက်ငွေ140မြန်မာကျပ်ငွေ3000နီးပါးနဲ့လက်မှတ်အဆောင်ရေ8000ရောင်းချဖို့လုပ်ခဲ့ပေမယ့်လက်မှတ်ရောင်းချရမှုအခြေအနေက933ဆောင်သာရှိခဲ့ပြီး BC လုံးဆောင်ချက်ဟာအများကြီးထိရောက်ခဲ့တယ်လို့ဆိုပါတယ် ပုံမှန်နေထားတဲ့ဆိုရင်ည9နာရီလောက်မှာပွဲကစီကားလေးရှိပေမယ့်အခုခါမှာတော့ည9နာရီနောက်ပိုင်းတော့လူနေလွန်းတာကြောင့် open ဖွင့်ပေးခဲ့ရတဲ့အခြေအနေမျိုးလေးဖြစ်ပါတယ်။နေ့ရက်စလုံး open ဖွင့်ပေးမှာပဲစီကားခဲ့တဲ့အခြေအနေဖြစ်တယ်လို့လည်းသိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့ကလည်းအဆိုတော်ရုံလေးစီစဉ်ရိုက်ကူးတဲ့မြို့ပြတွေကလမ်းမရုပ်ရှင်ဇာတ်ကားကိုဘွိုင်းကော့လုပ်ဖို့တိုက်တွန်းမှုတွေရှိခဲ့တယ်လို့ပရိသတ်တွေကလည်းသွားရောက်မကြည့်ရှုခဲ့ကြတာကြောင့်ရုပ်ရှင်ရုံတင်တဲ့ပထမနေ့မှာရုံပိတ်လိုက်ရတယ်လို့လည်းသိရပါတယ်။ဘူးရဲ့ဆူရှာနဲ့လည်းအားလိုက်ဘူး Jesus.